အဲ့တော့ interval 4မှာကဏန်းအလုံးဘယ်နှလုံးပြီးတာလဲဆိုတော့ဂျာရို3 5 6 8 9ကဏန်း5လုံးပြီးတာလေအဲ့ဒီကဏန်း5လုံးကနေပြီးတော့တဲ့ဒီကဏန်း5လုံးကိုသုံးပြီးတော့ယူစင်သုံးပြီးတော့မတူညီတဲ့နာမဆိုတာကိန်းဖြစ်သွားပြီနော်မတူညီတဲ့ကိန်းဘယ်နှလုံးဖြစ်နိုင်လဲလို့နေတာဥပမာနံပါတ်နဲ့ဒီကြီးကမတူဘူးနော်ဥပမာဆရာပြောနေတာဥပမာ250ဆိုပါဆို ဒါဆိုရင်ရှား digit အလုံးဘယ်နှခုရှိလဲ3 digit digit 3ခုရှိရဲ့အဲ့3ခုရှိတဲ့ digit မှာဒါအောင်မှာ a number ကိန်းတလုံးလို့ခေါ်တယ်နော်ဆိုချင်တာ a number with 3 digit ပေါ့ဒါဟာလားကိန်းတလုံးခဏန်းဘယ်နှလုံးပါလဲ3လုံးပါတယ်ဒါခဏန်း3လုံးပါတယ်ကိန်းတလုံးလို့အသေးပဲရတယ်နော် digit နဲ့ number နဲ့မတူဘူး तू ပြောတာကလည်းဘာဖြစ်လဲဒီ digit တွေ3 3ပြီးတော့မတူညီတဲ့ကိန်းဘယ်နှလုံးရမလဲ ကန့်တဲ့ကြတော့ရှိခဲ့ဆရာတို့ရှာမဲ့ကိန်းကဘယ်လိုကိန်းဖြစ်အောင်လဲကနန်းနှလုံးပါတဲ့ကိန်းဖြစ်လို့ရတယ်ကနန်းသုံးလုံးပါတဲ့ကိန်းဖြစ်လို့ရတယ်เนาะဒါဆိုဖြစ်ရကဘယ်နှမျိုးဖြစ်ရပြီလဲဒီဖြစ်ရနှမျိုးဘုံသူဖြစ်နိုင်လားဘယ်လိုမှဖြစ်နိုင်လားကနန်းနှလုံးပါတဲ့ကိန်းနဲ့သုံးလုံးပါတဲ့ကိန်းတူမှမတူဘူးလားတေးကြတဲ့ဒီပြန်တစ်ခုကြာ discharge ပြရပြီတဲ့အတွက်ကြောင့်ပေါင်းမရဘူးเนาะအဲ့ဒီမှာမှ ကနန်းနှလုံးပါတဲ့ဂိမ်းဘယ်နှလုံးရမလဲစဉ်းစားပေါ့ဒီမှာထပ်ပြီးတော့သူ့ရဲ့ limitation တွေရှိတယ်နော်ကန့်သတ်ချက်တွေရှိတယ်အဲ့ဒါကိုသိကြကြည့်ရမယ်ဟိုပြန်ထပ်လို့မရဘူးအဲ့တော့ကနန်းနှလုံးပါတဲ့ဖြစ်ရအရင်စဉ်းစားကြည့်ပေါ့ကနန်းနှလုံးပါတဲ့ဖြစ်ရရှိမယ်ဒိုမဟုတ်ကနန်း၃လုံးပါတဲ့ဖြစ်ရရှိတယ်သူကနှမျိုးမိတာတော့ပြီးရင်သူတို့ကဘုံသူမရှိတဲ့တကြောင်ဘာလုပ်ပြရမလဲပေါင်းပြရမယ်အဲ့တော့ကနန်းနှလုံးပါတဲ့ဖြစ်ရတော့စဉ်းစားကြည့်ပရမကနန်းအတွက်တနည်းပြောရင်၁၀ကနန်းတော့ပေါ့ ဘယ်နှလုံးဖြစ်နိုင်လဲခဏ3 5 6 7 9ဒီ5လုံးလုံးမဖြစ်နိုင်ဘူးလား5လုံးလုံးမဖြစ်နိုင်ဘူးလားဒါကြောင့်မို့ပရမဒီ7ခန်းတော့နီလာဘယ်နှခုရှိနိုင်လဲ5ခုတဆက်တဲ့ဖြစ်မှာလေ7ခန်းပြီးခုခန်းရေးအောင်လေတဆက်တဲ့ဖြစ်မှာဆိုတော့ဘာလုံးမှမြောင်းခုခန်းတော့ဘာပြောရပြီသား without any repetition ဆိုတော့ပြန်ထက်လို့ရလားပြန်ထက်လို့မရဘူးလေ ပြန်ထပ်လို့မရဘူးဆိုတော့ဒီအရှိကယူလာတဲ့ဒီ၅ဆိုရတဲ့ပြန်၅လုံးယူလာတာမဟုတ်ဘူးเนาะဒီ၅လုံးတွေက၅လုံးတွေကတလုံးကွာယူလိုက်တာเนาะအဲ့တော့ဒီအရှိမယူလိုက်ပြီဖြစ်တဲ့တလုံးပြန်ပါအောင်မလားသူကပြန်မထပ်ရအောင်ပြောတာဒါကြောင့်မို့ဆရာခုကနမှာဘယ်နှလုံးပဲကြံတော့ဒါသူရဲ့နီလိုင်းကြီးအတွက်အားလုံးဘယ်နှခုရမလဲ20ရမယ်ဒါကကနန်းနှလုံးပါတယ်ဂိမ်းအလုံး20ယူလို့ရမယ်သို့မဟုတ်ကနန်းတော်လုံးပါတယ်ဂိမ်း ဘယ်လိုလုံးရလဲသိချင်းယာကနန်းအတွက်ဘယ်လိုလုံးဖြစ်နိုင်ချင်ရှိလဲ၅လုံးလုံးဖြစ်နိုင်ချင်ရှိတယ်ပြီးတော့ဆယ်ကနန်းတော့ဆိုအရှိကတစ်လုံးယူလိုက်ပြီဆိုတော့၄လုံးပြီးတော့ခုကနန်းတော့ဆိုအရှိကနှစ်လုံးယူလိုက်ပြီတဲ့ကြောင့်၃လုံး၅20 23လီ60အဲ့တော့အရှိက20နဲ့60ဘာလို့ပြရမလဲပါပြီးလိုက်သူ့အဖြစ်အားလုံးပြလိုက်ရမယ်80ရဒါသူ့ရဲ့ရလာမယ်ကနန်းဟိုကိန်းအလုံးကြီးတော့ဆရာတို့ရဟုတ်မနော်ဒါတော့ without any repetition လို့ပေးထားလို့နော် ပြန်ထက်လို့မရအောင်လို့ပြောတာလို့အကဲပြန်ထက်လို့ရတယ်လို့ပြောတာရင်ရှိမှ9အနောက်မှာလဲ9ပြောကြဥပမာ3ရင်း33ပေါ့အဲ9ယူခဲ့55ပေါ့အဲ့လိုဖြစ်ခွင့်ရှိတာပြောတာအဲ့လိုပဲဒီဘက်ဆံမဆိုလို့ဖြစ်လဲရာလဲ9 10လဲ9 9သုံးလုံးပြောရမယ်ဒီမှာ9နှလုံးပြောရမယ်အဲပြီးတော့မှသူတို့မျှလို့ရတဲ့အဖြစ်တစ်ခုပြန်ပေါင်းမရဒါအာ with repetition ပေါ့ပြန်ထက်လို့ရတယ်လို့ပေးတိုင်းပြောတာအခုကတော့ဘာပြောတာလဲ without လို့ပြောတာလို့သူတို့ပြောရတာ အဲ့ဒါလေသူ jazz လို့ကိုလှည့်ခွင့်ရှိတယ်သူပြောင်းခွင့်ရှိတယ်အဲ့ဒါကတေချာကိုစဉ်းစားတတ်ရမယ်ဒီခန်းကဆက်ပြောပြီးသားကျယ်ပြန့်တယ်ဟိုအသေးပဲတကူတေချာလေးလေးနဲ့စဉ်းစားပြီးတော့မှတွက်ရမှာပေါ့နော်အရှိခိုင်းလို့ပုံတည်မရှိဘူးကွာကိုမေကွန်းမများဖတ်ရမယ်အဲ့ဒါ solution နဲ့အရင်ဆုံးကျတော့ပရမကိန်းရပါကိန်း2 digit နံပါတ်ကနန်းနှလုံးပါတဲ့ကိန်းဒီလမ်းဘယ်နှခုရမယ် ကြာဒီမှာစဉ်းစားရနေနော်ဒါသာကိုဒီလိုလေးလေးရေးထားပါနော်5 into 4ဆိုတော့ဘယ်လောက်မလဲ20 way နောက်တစ်ခုဘယ်လောက် digit number 3 digit number ကဏန်းတော့လုံးပါတဲ့ gain ဘယ်နှလုံးဖြစ်နိုင်လဲသူသိချင်း5 into 4 into 3အလုံး60 way ပြီးတော့မှသူရဲ့စုစုပါလို့ချင်းတို့တို့ကဘာလုပ်ပြရမလဲပါမိလို့ချင်းအလုံးဘယ်လောက် number ရမှာဆိုရင်80 different number ရမှာအဒီဘောလို့လေဒါလေးမှတ်ထားလိုက် example 5 0 and 100အဲ့တော့ how many integer integer ဆိုတော့ဗာလဲကိန်းပြည့်ဘယ်နှလုံးရမလဲ having 5 having digit 5 only once 5သာလျှင် digit 5ဆိုတဲ့ကဏ္ဍတစ်ကြိမ်သာလျှင်ရှိမဲ့ကိန်းပြည့်ဘယ်နှလုံးရမလို့မေးရနော်ဘယ်ကြားမှာလဲတရားနဲ့ တုံညာနဲ့တရားကြားမှာတဘောဒီလိုနဲ့တရားကြားဆိုတော့1ကနေ99နဲ့ရှိတာပါဘောနော်အဲ့ဒီမှာ9တစ်ချိန်ပဲပါမယ်ဂိမ်းပြဘယ်နှလုံးရမလဲလို့မေးတာအဲ့တော့ဖြစ်နိုင်တဲ့ဖြစ်ရဘယ်နှခုရှိမလဲဟုတ်ကဲ့ပေါင်းချင်းပေါင်းချင်းကပေါင်းချင်းမပြောဘူး तू ရေးလိုက်တဲ့အဲ့တိကနေ99မှာ9တစ်ချိန်နဲ့ပါတဲ့9တစ်လုံးနဲ့ပါတဲ့ဖြစ်ရဘယ်နှခုရှိမလဲနှစ်ခုမှာမှာ တော့ you know နှစ်ခုရှိတာပေါ့ကွာဘာဂိမ်းနဲ့ဩဘာဘာဂိမ်းနဲ့ဘာဂိမ်းပြောမှာလဲခုဂိမ်းနဲ့10ဂိမ်းဟာလားတရားနှစ်ခုစကုခုဂိမ်းနဲ့10ဂိမ်းရှိခုဂိမ်းမှာတော့သိကြတယ်ငါးတစ်ချိန်ပဲပါတာငါးတစ်လုံးနဲ့ရှိရခုဂိမ်းမှာ10ဂိမ်းမှာကြတော့ဖြစ်ရနှစ်မျိုးပြန်ခွဲတယ်ငါးက10ကနန်းနေရာမှာရှိတဲ့ငါးဖြစ်ရင်ဖြစ်မယ်ငါးကခုကနန်းနေရာမှာဖြစ်ရင်ဖြစ်မယ်အဲ့တော့ဖြစ်နိုင်ရင်ဘယ်နှမျိုးရှိမလဲ တဘောက9က10ခန်းတည်းမှာရှိတယ်ဆိုတာဘယ်လိုမျိုးကိန်းလဲ90 91 92 93 94 95ကိုကြော်ရမယ်ငငမရဘူးလေငငနှလုံးပြရအဲ့လိုမျိုး96 96ထိတော့ဟုတ်မနော်နောက်တော့ကခုခန်းတည်းမှာ9ဖြစ်တဲ့ကောင်ဆိုဘယ်သူတွေပြောတာလဲအော်ဂိန်းခန်းခန်းနှလုံးပြရလေ15အစားမှာ15 25 35 45အဲအစားရှိတယ်ပြအဲ့လိုဂိန်းတွေပြောတာဒါ95ယူလို့ရလားသူဘာပြောတာလဲ ငါးစုရကဏ္ဍဘယ်နှလုံးမပါ only one တစ်ကြိမ်မပါမယ်လို့ပြောတာနော်ဒါကြောင့်မဖြစ်ရတကယ်ပြောမှာဘယ်နှမျိုးပြောမှာသုံးမျိုးပြောတာပေါ့နော်ခုကဏ္ဍတော့ခုကိန်းတော့2မျိုး10ကိန်းမှာ2မျိုးပြောမှာဘယ်လိုမျိုးလို့ဆိုရင်ငါးက10ကဏ္ဍမှာရှိတဲ့ဖြစ်ရတဲ့မျိုးငါးကခုကဏ္ဍမှာ ဖြစ်ရရှိဖြစ်ရတဲ့မျိုးဆိုပြီးအလုံးစုပေါင်း3မျိုးပြောမှာဒီ3မျိုးဘုံသူဖြစ်နိုင်လားတူနိုင်လားဒီ3မျိုးမတူနိုင်ဘူးလေငါးဆိုတဲ့ခုကဏ္ဍနဲ့15ဆိုတဲ့တူလို့လားမတူဘူးလေ ဲ့ဒါဆိုအဲ့ဒီဂျားကဖျက်တွေမှာကျတော့မလုပ်ပြအောင်ပေါင်းပြအောင်ဒါတော့ဆရာတို့သိအောင်ဒါစိတ်နဲ့စဉ်းစားလို့ရတယ်စိတ်နဲ့စဉ်းစားလိုက်ငါးသလုံးနဲ့နီလန်းတစ်ခုရ10ဂိမ်းမှာမှခုကနန်းနေရာမှာငါးရှိတဲ့ကောင်ဆိုဘယ်နှမျိုးရမလဲကြီးကြီးမသိရင်15 25 35 45 55 55ရှင်းကကိုငါရှင်းမျိုးရတယ်။ဒါဆိုအလုံးကိုမျိုးရှိရတယ်။နောက်တော့

ငါးသလုံးနဲ့ပြည့်တဲ့ကဘယ်နှမျိုးပဲရှိမလဲ1 1ဝေးပဲရှိမယ်။ဟုတ်ပြီ။ကိန်းနဲ့လုံးမကြတော့ပြည့်ရဘယ်နှမျိုးရှိလို့သိရင်နှစ်မျိုးရှိတယ်နော်။ပရမပြည့်ရက10ကဏ္ဍနဲ့မှာရှားတော့9ပြည့်ခဲ့မယ်ဆိုပါတော့နော်။10ကဏ္ဍမှာ9ပြည့်ခဲ့ပြီဆိုရင်ဖြစ်နိုင်တဲ့နီလန်ဘယ်နှမျိုးပဲရှိမယ်။10ကဏ္ဍမှာ9ပြည့်ပါပြီ။နီလန်1ဝေးပဲရှိမယ်လေ။ခုကဏ္ဍကြတော့ဘာတွေဖြစ်လို့ရလဲ တဲ့ရဆိုတော့ငါတော့မရအောင်လေ၃ညကနေ၃ညတဲ့နဲ့တော့၃ညကနေ၉ခုအလုံးပဲနှမျိုးဖြစ်လိုက်အောင်၃ညနဲ့၉ခုဆိုတော့၉ခုနော်ဒါကြရဖြစ်လိုက်အောင်ဒါဆိုသူတို့ကဘာလုပ်မှာလဲမျှအောင်ပါလေဇာတာဖြစ်တာမဟုတ်ဘူးလားဒါကြောင့်မျှတော့ပဲနှမျိုးရမယ်၉မျိုးရဒါက10ဂိမ်းမှာမှ10ခန်းမှာ9ဖြစ်ခဲ့တာနောက်ဖြစ်ရတခုကခုခန်းမှာ9ဖြစ်ခဲ့ ဒါဆိုရင်ဆက်ဒီ shares ကနေတော့ဘာတွေဖြစ်လို့ရလဲ။၃ညဖြစ်လို့ရလား။ဒါ၃ည၅ဆိုရင်၅ပြောင်းပါလား။အ၃ညတော့ဖြစ်လို့မရဘူး။တိကနေ၉ရီ၅ခုဖယ်။အဲ့တော့၈မျိုးရတယ်။အမြောက်၅လို့ယူတော့ပိုင်းမလို့၁မျိုးပဲရအောင်။မျှလိုက်ရင်၈မျိုး။အဲ့ဒီ၃ခုကဆရာတို့ဒါဘုံသူရှိလား။မရှိတော့ဘာလုပ်မလဲ။ပေါင်းရမယ်။အဲ့တော့ဒီ၃ခုပေါင်းလိုက်ရင်ဆရာတို့အားလုံး၁မျိုးဆရာတို့ရအောင်နော်။အဲ့ဒါကိုဆရာတို့စဉ်းစားကြအောင်။အားလုံးဖြစ်ဖြစ်ရပါနဲ့မျိုးရင်၃မျိုးစဉ်းစားအောင်။ အဲ့တော့ဒီမှာသူဖြည့်ရ၃မျိုးရေးပြထားတယ်ပထမဖြည့်ကဘာဖြစ်လဲ1 digit integer ကနန်းသလုံးပါတယ်ဂိမ်းပြပြောနေဘူးလေ9သလုံးမရှိတယ်2 digit integer မှာမှကနန်းနှလုံးပါတယ်ဂိမ်းမှာမှ9ကဘယ်ကနန်းမှာရှိမလဲတဲကနန်းမှာရှိခဲ့မယ်နော်ဒီဖြည့်ကိုပြောတာဒါပေမဲ့ခုကနန်းမှာဘယ်သူဖြည့်လို့မရအောင်လား9ဖြည့်လို့မရအောင်ပြောတာပြီးသားလေ9တစ်ချိန်ပဲဖြည့်အောင် နောက်တစ်ခါအဲ့ဒီကဏ္ဍနှလုံးပါတဲ့ဂိမ်းပဲငါကဘယ်ကဏ္ဍနဲ့ရမရှိခင်ခုကဏ္ဍနဲ့ရမရှိဒီဖျက်ကိုချပြောဖျက်အလုံး၃ခုရှိတယ်နော်ဒီမှာလဲချွင်းကြဆက်ကဏ္ဍနဲ့ရမဘယ်သူဖြစ်လို့မရအောင်လဲငါဖြစ်လို့မရသလိုဘာလဲဖြစ်လို့မရအောင်လဲဘာလို့ဆို၃ညဖြစ်ရတာဆက်ကဏ္ဍမဟုတ်တော့၃ညငါဆိုတာငါပဲလေဒါကြောင့်မို့သူ့မှာ၈ခုပဲကျန်တော့လားအဲ့တော့သူရဲ့ဖြစ်ရတဲ့၃ခုချောင်းရေးပေးတယ်။အဲ့တော့ပရမဖြစ်ရတဲ့နီလိုင်းရေးတော့တခုရမယ်။ဒုတိယဖြစ်ရတဲ့ဘလောက်ရမယ်။ 1 into 9ကိုးခုရမယ်တတိယပြည့်အတွက်8 into 1 6ခုရမယ်ဒီ3ခုဆရာတော့ဘုံတူလားမတူတော့တကြောင်ဒီ3ခုပြန်ရင်ဘာလုပ်ပြရလဲပေါင်းပြရနော်အဲပေါင်းပြလဲတဲ့ခါမှာသူ့ရဲ့အရေးတွေအားလုံးစုစုပေါင်းဘယ်နှမျိုးရမလဲ16မျိုးရတယ်နော်အဲ့တော့ဒါလေးကိုစဉ်းစားနေကိုစဉ်းစားတတ်ရမယ်နော် aside forward one number 1မေကိုရင်ဖတ်ပြပါ as to say two kind of shirt, four kind of pants, and three kind of coat. A man want to buy a shirt, a pant, a coat. How many ways can this be done? အဲ့တော့တူတန်းဆိုင်မှာအမျိုးသားဝတ်တူတန်းဆိုင်မှာပါနော် shirt က6မျိုး pant က၄မျိုးနဲ့ coat က3မျိုးဒါအမျိုးအစားဒီလောက်မျိုးစားတွေရှိတယ်ပေါ့လိုချင်တာကပါလေဒီမျိုးသားတယောက်ကဘာဝယ်မှာလဲ shirt တစ်ထည် pant တစ်ထည်နဲ့ coat တစ်ထည်ဝယ်မှာ အဲ့ဒါနီလန်းအေးတော့ဘယ်နှခုရမလဲလို့မေးတာအဲ့တော့ဒါဆိုဘာလို့လိုက်ရပြီလဲတခုပြီးတခုယူမှာလေရှက်ရဲ့ပန်ရဲ့ခောက်ရဲ့ဆိုတော့ဒါတခုပြီးတခုဇက်သက်ဖြစ်မဲ့ဖြစ်ရည်ဖြစ်တဲ့ဆိုကြောင်းဒီ၃ခုဘာလို့လိုက်ရပြီမျှလိုက်ရပြီတခြား၄ရဲ့တော့ရင်ဆရာတို့မျှလိုက်ရပြီဒါကြောင့်မသူရဲ့ solution သိရင်ဒူဘိုင်းအရှက်က sit way ဒူဘိုင်းအဖန်က4 way ဒူဘိုင်းနခောက်က3 way မလို့၃ခုဘာလို့လိုက်ရပြီမျှလိုက်စီဆရာလို့ကျင်တဲ့အဖြစ်ရနော်ရမနော် မနေ့မေကိုဗမာ elevation new driver ways to you three out the seven new story on the evening show how many possible ways can the program be set up if the three story are to be classified as the lead story second story and closing story အဲ့ elevation သတင်းကြေညာတဲ့သူတယောက်ကအားလုံးသူ့မှာ story ဒါသူ့ရဲ့ဇက်လန်အားလုံးအစ်ခုနှစ်မျိုးရှိတယ် အဲ့ဒီခုနှစ်မျိုးရတယ်ဘယ်နှမျိုးပဲတော့မှာလဲ၃မျိုးရှားလို့ရွေးချယ်ပြီးတော့ရမယ်အဲ့ဒါကသူကနီလန်းဘယ်နှမျိုးရရှိမယ်ဘယ်ဘယ်ရှုဆို evenly ညနေပိုင်းအစီအစဉ်တော့ပေါ့နော်အဲ့တော့ how many possible နီလန်းဘယ်နှခုရရှိမလဲဒီ program dot ကိုသူပြောတာကအဲ့ဒီ story ၃ခုက classy ပိုင်းအမျိုးအစားခွဲရမယ် lead story ခေါင်းစည်းရဲ့ second story ရဲ့နောက်အပိတ်ရဲ့ပေါ့နော်အဲ့ဒါဆိုရှားတော့ဒီဖြစ်ရဒီ story ၃ခုသူ၃ပိုင်းခွဲ ပြီးတော့ပြောမယ့်အစီအစဉ်၃ခုကဘာဖြစ်မှာလဲဒါရောဆရာရောဘာဖြစ်မှာပဲလဲဇက်တိုက်ပဲလေတစ်ဆက်ပြီးတစ်ဆက်တစ်ခုပြီးတစ်ခုလာမှာပဲလေးစိုးတွေလာမယ်စကန်စိုးတွေလာမယ်ကလိုဂျင်းစိုးတွေလာမှာဆိုတော့ဒီပြည့်၃ခုကတစ်ခုပြီးတစ်ခုဖြစ်ရမှာဖြစ်တဲ့ဆိုကြောင့်ဘာ principle တော့မှာလဲ addition principle တော့မှာလား multiplication principle တော့မှာလား multiplication principle မျှအောင်ပါပေါ့အဲ့တော့ဒါဆိုရင်ပထမလေးစိုးတွေဆိုဆိုရင်အားလုံး story 9မျိုးရှိတယ်ဆိုတော့ဘယ်နှမျိုးလုံးဖြစ်နိုင်ကြီးရှိလဲလေးတော့ဆိုရင် ခုနှစ်မျိုးလောဖြစ်နိုင်ခြေရှိရဲ့အဲ့တော့ပရမခုနှစ်မျိုးလောဖြစ်နိုင်ခြေရဲ့ league မှာစကန်မှာဆိုခုနှစ်မျိုးမှာဘယ်နှမျိုးရောတမျိုးရောဘာလို့ဆိုတော့အရှိကပြောတာထပ်ပြောလို့မရဘူးလေအဲ့တော့ဘယ်နှမျိုးပဲဖြစ်တော့မယ်6မျိုး closing မှာဘယ်နှမျိုးဖြစ်မယ်5မျိုးဒီသုံးခုဘာလို့လိုက်ရပြီမျှလိုက်ရင်ရပြီနော်ဒါကြောင့်မို့ဆရာတော်က lead story တွက်ကကြတော့ anyone or သူကပုံနဲ့အတိုင်းကြီးတာနော် anyone or အိမ်စပယ်အတိုင်းပေါ့နော် seven new story တွေကြိုက်ရတခုဖြစ်လို့ရတယ် ဟိုနောက် second story တွေ့ဆိုရင် anyone seven news story မဟုတ်တော့ဘူးเนาะဘယ်လိုပဲဖြစ်တော့မယ် remaining six news story ပဲဖြစ်တော့မယ်ကြံတဲ့6မျိုးတွေတမျိုးမျိုးရမယ် and finally နောက်ဆုံးကြတော့ကြံတဲ့5မျိုးတွေတမျိုးပဲရတော့ဒါကြောင့်မို့ဆိုတော့9 6 5 3ခုဘာလို့လိုက်ရင်ရမယ်မျှလိုက်ရင်သူလိုချင်တဲ့အဖြစ်ရဆရာလို့ရအောင်เนาะအဲ၃ချောင်းခွဲပြီးရေးလိုက်ရနော်ပြီးတော့မှနံပါတ်တော့ဝေးစုပြီး၃ခုပါလို့လိုက်ရမယ်မျှလိုက်ရင်ရမယ်တက်ပြီပါ ံပါတ်3မှာနံပါတ်3ရာသူပါပဲ garage door ဆိုတာ garage door opener ဆိုတာ go round တကားဖွင့်တဲ့ဆက်မှာပါနော်အားလုံးဆရာတို့ကဏ္ဍပန်းလုံးပါတယ် keep back ရှိလဲကဏ္ဍ10လုံးပါတယ်အခုဆရာဖုံးမပါသလိုပေါ့ကဏ္ဍ10လုံးပါတယ်၃ညကနေပဲဒီပါမယ်၉ဒီပါမယ်အဲ့ဒီတကားဖွင့်ဖို့ဆိုကုတ်လျော့ကကုတ်ရှိတယ်လျော့ကုတ်မှာကဏ္ဍပန်းလုံးပါတယ်၄လုံးပါတယ်ကုတ်ဆရာတို့ဖုံးမဆို6လုံးပါတယ်ရှိတယ်၄လုံးပါတယ်လည်းရှိတယ်နော် အဲ့တော့၄လုံးကနန်း၄လုံးနဲ့ပါတဲ့ဟိုဝါကောင်တစ်ခုနှိပ်ပြီးတော့မှဒီတကားကိုဖွင့်ရမှာပေါ့သူမေးသူမေးတာကအဲ့ဒီကနန်း၄လုံးပါတဲ့ကုတ်ပေါင်းဘယ်နှခုဖန်တီးလို့ရမလဲလို့မေးလာပြင်းတန်းကြီးအသာရှင်းတယ်ကနန်းဘယ်နှခုရှိလဲဖုံးမှဆိုရင်၆ခုဆိုမှဆို၄ခုပေါ့အဲ့တော့ပထမနေရာအတွက်ကနန်းဘယ်နှလုံးလုံးဖြစ်နိုင်ကြီးရှိလဲ၁၀လုံးလုံး၃ညကစမယ်လीအဲ့ အားလုံးပုံစံလုံးပြင်နိုင်ကြီးလဲတုံညာကနေကိုရီကြိုက်တာတလုံးဆောင်ထည့်ပြီးလောက်လို့ရတယ်ဒုတိယနေရာအတွက်လဲသူဘာမှပြောမနာဘူးလေပြန်မထက်ဘူးလို့ဘာလို့ပြောရလို့လားအဲ့တော့၁၀လုံးလုံးပြင်နိုင်ကြီးရှိတယ်တတိယအတွက်လဲ၁၀လုံးလုံးပြင်နိုင်ကြီးရှိတယ်ဇရုပ်သားအတွက်လဲ၁၀လုံးပြင်နိုင်ကြီးရှိတယ်သူတို့ကလဲတစ်ခုပြီးတစ်ခုပြစ်တာပြစ်တဲ့ဆိုကြောင်ဘာလုံးညာလိုက်မဆိုအားလုံးနီလန်ပေါင်းကနန်လျှောကုတ်ပေါင်းအခုဘယ်လောက်လောက်လို့ရလဲအခုတထောင်လောက်လို့ရတာပေါ့နော်ဒါဒါတကယ်ဥမာဟိုဟို ဟာကာကာချိုကာရဲမှာရှိတယ်လေသူတို့အဲ့လိုမျိုးလေဘောကောလိုပါသူတို့နှစ်ရဲ့အိတ်ဆက်တွေထဲလိုက်ရင် तू ကတခါလေအိတ်ကနန်းနဲ့အောင်လို့ तू ကပြေးနေတာမဟုတ်အခုသတော်အခုသတော်တော့ तू ပြေးနေတာပြေးပြီးတော့ तू နံပါတ်ရအောင် तू ပြောရတယ်အဲမှန်ပြီဆိုပြီးပွင့်သွားတယ်အဲ့လိုမျိုးဆက်တွေရှိတယ်လေဒါရုပ်ရှင်ရုပ်ရုပ်ရှင်မှာပဲပါတယ်တခါလေ तू ကတိဝကောက်တိတာမဟုတ် तू အမှ run လာတယ်ဒီအခုသတော်တော့ तू သွားနေပါသွားသွားသွားအမှမှန်တဲ့ကနန်းရအောင်တကားပွင့်သွားတယ်အဲ့လို तू ကအဲ့ဒါကကြတော့ဘယ်လိုအခြေအနေလဲ ဘာမှမပြောတာဘူးဘာမှကန့်သက်ချက်မပေးတာချင်းအကယ်၍ဘာဖြစ်ခဲ့ without repetition ပြန်ထပ်လို့မရအောင်ဆိုရင်ဘယ်လိုဖြစ်အောင်ပြန်ထပ်လို့မရအောင်ဆိုရင်ပရမနေရာအတွက်က10ခုဒုတိယနေရာအတွက်တတိယနေရာအတွက်8ခုတတိယသရုပ်သားနေရာအတွက်9ခုအဲ့ဒီ၄ခုဘာလို့လိုက်ရမလဲမျှလိုက်ရင်ဒါကပြန်ထပ်လို့မရတဲ့လျော့ကောက်တွေပြောတာဟိုမှာအရှိတ၃ညပါရင်နောက်မှ၃ညပါလို့မရတော့ဘူးခဏလေးလုံးထပ်လို့မရတဲ့ဒါဥစ္စာတွေပြောတာနော် အခုကတော့ရှားပဲဖြစ်ရလဲဒီဖြစ်ရပါတော့သူဘာမှပြောတော့သူကြောက်ဟိုမှာတုံညာလေးလုံးဆိုလဲရတာပဲเนาะအဲ့လိုမျိုးဖြစ်ကြတာဖြစ်လို့ရမှာလို့နီလာမအားလုံးအခုသတောင်းရဒါကြောင့်လို့ရှားဖြစ်လဲ time possibility for each digit ကဏ္ဍတစ်ခုကြည့်ရတာဖြစ်နိုင်ကြီး၁၀ခုရှိရယ်ကဏ္ဍ၄နေရာရှိတဲ့အတွက်ကြောင့်၄ခုမြောက်လိုက်အားလုံးမှာအခုပေါ်လာမယ်သတောင်းရเนาะဒါကြတော့ဘာတွေ့လို့ဆိုရင် without เนาะ repetition တော့ဆိုရင်အဲ့လိုလေးတွက်ပြရမှာเนาะ โอเคตัดကြည့်ပါ question number 4မှာက three restaurant စားသားဆိုင်3ဆိုင် AY ဆဲဆိုတော့စားသားဆိုင်3ဆိုင်မှာနေလဲစားသွားစားကြ suppose there's no two restaurant have the same menu เนาะဒီ menu မတူကြဘူးလို့ပြောချင်တာเนาะ menu တူတဲ့စားသောက်ဆိုင်ဆိုပြီးမရှိပါဘူး menu မထက်ကြဘူး အဲ့တော့စားမဲ့ lens မှာစားမဲ့စားစာတွေကဒါ appetizer appetizer ဆိုရက်ဒါ appetizer ဆိုတာလုံးဝဒါမစားခင်အစာပြေသဘောမျိုးစားတယ်ပြီးတော့ main dish နေနဲ့စားတယ်ပြီးရင်ဘာဖြစ်လဲ dessert ဆိုပြီးတော့အချို့သေးတာပေါ့နော်အားလုံးအမျိုးစားဘယ်နှမျိုး၃မျိုး၃ကစားတာပေါ့နော်အဲ့ဒီ table တစ်ခုမှာအဲ့ဒီ၃မျိုးစားမယ်အဲ့တော့နာမတော့ဝေးစရာတော့ဒါ twelve lunch နေ့လည်စားဖို့ဆိုနီးလည်းဤတော့ဘယ်နှမျိုးရမလဲလို့မေးတာ appetizer စားမယ် main dish စားမယ် dessert စားပါမလားအဲ့ဒီမှာအားလုံးပေးထားပြီးသား တဘောကဒါဆိုဘာလို့လိုက်ရပြီလဲ restaurant h မှာရှိတဲ့အပိတာနမရပိတာစာနမရဒင်းစင်နမရဒေစာ၃ခုဘာလို့မြပေါ့သူကတခုပြီးတခုလာမယ်လေဒါက number of h restaurant မှာရှိတဲ့သူရဲ့နီလန်းရေးသွဲရမယ်ပြီးရင် wire restaurant မှာဆိုလဲမြမယ် zero restaurant မှာရှိတဲ့နံပါတ်တွေလဲမြမယ်ပြီးရင် a by z သူတို့၃ခုကတူလားမတူဘူးပြောရပြီဒါလုံးဝဒါ no no သိမ့်မီနူးလို့ပြောရပြီဒါဘုံသူမရှိတဲ့စကြာသူတို့၃ခုပြင်ပါလို့ပြန် ပေါင်းပြရမယ်အဲ့တော့ဒီအများရဖြစ်ဒီအများရဖြစ်ဒီအများရဖြစ်သုံးခုပါလို့လိုက်ပေါင်းလိုက်လို့ရှိရင်ဈာလို့ညနေဖြစ်ရတာပေါ့နော်ဒါပဲတွေ့ရမှာဟုတ်လားအဲ့တော့ restaurant hay swat မလို့လေးဒါမိကွန်းပေးတာ restaurant hay swat 3ခုမြောက် restaurant wine swat 3ခုမြောက်130 restaurant z swat 3ခုမြောက်180သူရ require number တော့ ways ကိုလိုချင်လို့ရှိရင်ဘာလို့လိုက်ရပြီပေါင်းလိုက်ရင်သူရအဖြစ်ဆရာတို့ရ180ဆိုပြီးရမယ်နော်တက်ကြည့်ပါဒီအားပဲရအောင်နော်ဈာဆက်ကမလို့ ဒီစား number 5 number 5လဲလျိုဘကောက်တစ်ခုလောက်တာပဲဒါမဲ့ဒီလျိုဘကောက်ကခဏနဲ့မတူခဏတော့ကဏ္ဍလေးလုံးပါတယ်လျိုဘကောက်ဒီမှာကစာလုံးကြီးနော်ကြောက်တယ်လဲဒါစာလုံးကြီးဘယ်နှလုံးပါမလဲနှလုံးပါမယ်စစပေါင်းစာလုံးကြီးဘယ်နှလုံးမဲ့သုံးပါလဲ၁၂လုံးပဲသုံးမယ် A ကနေဘယ်ဒီ A ကနေ A ဒီစာလုံးအကြီး12လုံးနေရာနေနှလုံးရေးမယ်။ဂဏန်းဘယ်နှလုံးပါမယ်။တလုံးပါ။ဘယ်နှလုံးနေရာယူမှာလဲ။တယ်လုံးနေရာနေဂဏန်းဆယ်လုံးနေရာတလုံးပါအမှဥပမာပြလာသလိုအရှိအနှလုံးရောပါလဲ။စာလုံးကြီးကပတယ်လာနှလုံးအနာဟာတလုံးဟာဂဏန်းအဲ့လိုလျော်ကောက်တွေလုံးမယ်တဲ့။အဲ့လိုလျော်ကောက်လုံးရောအားလုံးလျော်ကောက်ဘယ်နှမျိုးရမလဲလို့မေးတယ်။ဒါလည်းအခုကျားစဉ်းစားကြည့်လေ။ သုံးခုအတွက်လေဟုတ်လားပရမဒီပရမကဘာအတွက်လဲပရမကပတလက်တာစာလုံးကြီးအဲ့ဒါအားလုံးဘယ်နှမျိုးဖြစ်နိုင်နေရှိမလဲပရမသလုံးသက်ဆိုရင်လေဆက်နှလုံးလုံးဖြစ်နိုင်တယ်ဟုတ်လားနော်ပြီးတော့ဒုတိယလုံးသက်ဆိုရင်ရောဘာလို့လဲသူဘာပြောတာလို့လဲကြတော့ မပြောတော့လေနော်မပြောတော့နော်မပြောတဲ့ချက်ဆက်တယ်လို့ဖြစ်နိုင်ရရှိဒါပေမဲ့ तू different လို့ပြောတာလေမတူညီလို့ different လို့ပြောတာလေ तू လို့မရအောင်အဲ့တော့ဆရာဘာဖြစ်လဲဆက်တယ်လို့ဖြစ်တော့ပြီးတော့နောက်ဆုံးကနေနောက်ဆုံးကနေတော့ one and berry ပြလို့ရတယ်နောက်၃ညာကနေ6ဒီပြလို့ရတယ်ဒါဘယ်လုံးပြနေ10လုံးပေါ့နော် အဲဓာတုရဲ့ဖြစ်နိုင်တဲ့ဖြစ်ရတစ်ခုနောက်ပြည့်ရည်ဆောင်ရှိသည်လားဩ sorry နောက်ပြည့်ဆိုတာ तू ကမေကွန်အမပါအောင်ပါဒါဒါဘာဖြစ်ရမှာမဟုတ်ဘာမှကန့်သက်ချက်မပြီးဆိုတော့ဓာတုဖြစ်ပဲအဲအမသူဖြစ်ရည်ကန့်သက်ချက်ပြီးရတယ်ဒါအဲ့တော့မရေးလိုက်ရဘူးလို့ဒါနမိတ်တော့ဆိုရင်ဘာပြောရလဲထပ်ခွင့်ပြုတယ်အလောင်းဆိုတော့ခွင့်ပြုတာထပ်လို့ရဒါဆိုတာနမိတ်ရဲ့ဖြစ်ရောနော်ဩ sorry နံပါတ်1ရဲ့ပြရားကြတော့ကြာထောက်ခွင်ထောက်ခွင်ပြုတယ်လို့ပြောလို့ဆိုရင်ဒါစနစ်စနစ်သိစေပြောအောင်နံပါတ်2တော့ကြည့်နံပါတ်2ဆိုရင်ဘာပြောတာဝိုင်းလဲထောက်ခွင်မပြုဒါရှာဒီဘီနာမှာတစ်ခါပြင်ပြရမယ်နော်ပရမ12လုံးပြင်နိုင်တယ်ဒုတိယအတွက်12လုံးပြင်တတိယအတွက်ကတော့ဂဏန်း10လုံးနံပါတ်2တော့ကျတော့ထက်ခွင့်မပြုဆိုတာပရမစာလုံး12လုံးလုံးပြင်နိုင်တယ်ဒုတိယစာလုံးတော့မှာထက်ခွင့်ပြုတော့17လုံးပဲပြောရမယ်။ဟုတ် ဒါကနောက်ဆုံးကငဏ်ကြီးလေငဏ်ကတော့ဆယ်လုံးလုံးဖြစ်နိုင်ခွင့်ရှိတယ်။နမက်စီနမက်စီကြတော့ပရမကရှိတဲ့ဒီစာလုံးကြီးနှလုံးလုံးမှာရှိတဲ့စာလုံးတွေကဘာဖြစ်နေလဲ။တူရမယ်။စာလုံးတူရမယ်။ဒါဆိုရင်အားလုံး၃မျိုးစဉ်းစားတဲ့စီမှာပရမစာလုံးဆန်းနှလုံးတွေကကြိုက်တာဖြစ်လို့ရတယ်။ဒုတိယစာလုံးဒီလမ်းပတစ်ခုရှိမယ်။ ဟုတ်တယ်တခုပဲရှိမယ်ဘာကြောင့်တခုပဲရှိလဲဥမာပြောရမယ်ပရမကအေဖြစ်ခဲ့ဒုတိယဘသူဖြစ်ကိုဖြစ်ရအောင်အေပဲဖြစ်ရမယ်ကျန်တာဖြစ်လို့ရလားဒုအပရမက B ဖြစ်ခဲ့ရင် B ပဲဖြစ်မယ် C ဖြစ်ခဲ့ရင် C ဖြစ်မယ်တဘောကဒီမှာဖြစ်တဲ့ဟာကို तू က live ဖြစ်ကိုဖြစ်ပြရအောင်ဒါကြောင့်ပရမကတော့12လုံးလုံးဖြစ်ခွင့်ရှိတယ်ဒုတိယမှာကတော့ဘယ်နှမျိုးပဲဖြစ်ရမယ်တမျိုးဆိုတာဒီအရှိကဖြစ်ခဲ့တဲ့တမျိုးပဲဖြစ်ခွင့်ရှိတယ်ကျန်တာဖြစ်ခွင့်မရှိဘူးကဏ္ဍအတွက်၃ညနဲ့၉ညကြိုက်တာဖြစ်လို့ရတယ် ဒါကနံပါတ်4သူသေးသူပြောရသေးပဲနားလည်မယ်နော်အရှိကစာလုံးကြီးဖြစ်တဲ့စာလုံးနှလုံးမှာသူအားမျိုးဆိုရသေးပဲကပရမစာလုံးကကြိုက်တဲ့စာလုံးဖြစ်လို့ရတာမဟုတ်လို့ဆက်နှလုံးလို့ရတယ်ဒုတိယစာလုံးကသူအားမှာဖြစ်တဲ့ကြောင့်အရှိကတစ်လုံးပဲပြန်ယူရမှာဖြစ်တဲ့ကြောင့် one way ပဲရမယ်ဒီကြိတ်တော့ဟို0ရယ်နိုင်10လုံးလုံးဖြစ်နိုင်ချင်ရှိနံပါတ်3နံပါတ်3ကျတော့သူဘယ်လိုပြောရလဲဆရာတော် စာလုံးနှလုံးတူလားမတူမတူဘူးတဲ့ဒါပေမဲ့မတူတဲ့စာလုံးနှလုံးကဗာဝယ်နှလုံးဖြင့်ပြရမဖြစ်ရင်ကွန်ဆိုနန့်နှလုံးဖြင့်ပြရဗာဝယ်ဆိုတာဘီကွန်ဆိုနန့်ဆိုတာတရဘီမဟုတ်တဲ့ဟာကိုတရလို့ခေါ်တာဒီအားလုံးဘယ်လိုမျိုးရှိလဲငါးလုံးရှိတယ် A အယူ A အယူမဟုတ်တဲ့ဟာကကွန်ဆိုနန့်အေးဗာဝယ်တရဗျောင်းပြပါပြီဆရာပြောတာ ဘာဝယ်တရက၅လုံးရှိတယ်ဟလားတရက၅လုံးကကျတော့ဗာလေ AE IOU ၅လုံးရှိတယ်ကြံတဲ့ဟာကိုဘာလို့ခေါ်လဲ consonant လို့ခေါ်တယ်ဟုတ်မနော်အဲ့တော့ तू ပြောတဲ့ဘက်ကစာလုံးနဲ့တူလို့မရဘူးဒါပေမဲ့အမျိုးစားတူအောင်ပေါ့နှလုံးလုံးဘာဝယ်ဖြစ်ဖြစ်မဖြစ်ရင်နှလုံးလုံး consonant မရအောင်အဲ့တော့ဒါဆိုရင်ဒီပေးထားတဲ့ AI နဲ့ ADI မှာဘာဝယ်ဘယ်နှလုံးပါလဲ consonant ဘယ်နှလုံးပါလဲကိုပြီးရအောင်အဲ့တော့ AI နဲ့ ADI မှာဘာဝယ်ဘယ်နှလုံးပါ A ရ E ရ ဟမ်ခဏဘေးအဲ့ဒီပဲတော့မှာနော် a b c d e f g h i d k l i သုံးလုံးပါအောင်ပေါ့ a ရဲ့ဘာဝယ်ကဘယ်နှလုံးပါမလဲသုံးလုံးပါဟမ် a ရဲ့ e ရဲ့ a ရဲ့နော်ဒါဘာဝယ်ဘယ်နှလုံးရှိမလဲသုံးလုံးကိုစုံနဲ့ဒါဆိုကြံတဲ့ကိုစုံနဲ့ဘယ်နှလုံးကြံလဲ sorry ဒါဆိုကိုစုံနဲ့ဘယ်နှလုံးကြံမလဲဆက်နှလုံးဆိုတော့ဒီမှာကိုလုံးဆိုတော့သူကကိုလုံးကြံ ရမရမှာသဘောပေါက်မနော်ဒါဆိုဖြစ်ရဘယ်နှမျိုးပြပြီနှစ်မျိုးပြပြီပထမဖြစ်ရကကြတော့စာလုံးနှလုံးလုံးဘာပဲဖြစ်မယ်ခဏန်းကတော့ဆယ်လုံးလုံးကြိုက်ရဖြစ်လို့ရတယ်ဒါဆိုသူသက်ဆရာစဉ်းစားမလို့ရပထမစာလုံးတောင်းလုံးဖြစ်နိုင်ချင်ရှိတယ်ဒုတိယစာလုံး different လို့ပြောတာတယ်နော်တူလို့ရလို့လားမရဘူးလေအမျိုးအစားပဲတူလို့ရစာလုံးတူလို့မရဘူးဒါကြောင့်ပဲလေနှစ်လုံးပြီးတော့ခဏန်းကတော့တယ်လုံးလုံးရတယ် ို့မဟုတ်နှလုံးလုံးကိုယ်စုံနှံ့ပြတဲ့ဖြစ်ရ sorry အာကိုလုံးရှစ်လုံးပါเนาะကိုလုံးပထမစာလုံးကကိုလုံး different မတူအောင်ဖြစ်တဲ့တကြောင်ရှစ်လုံးပြီးရင်ကဏန်းကတော့ဆယ်လုံးလုံးဖြစ်မယ်တို့တို့ဘာတို့တို့ဘာလုပ်ရမလဲဆရာတော်ပေါင်းပြရအောင်เนาะအဲ့တော့နံပါတ်8အတွက်တွဲင်းတူတွဲင်းတူတန်နံပါတ်ပြီးတွဲကတွဲင်းတူ11တူတန်နံပါတ်စီတွဲကတွဲင်းတူ1တူတန်နံပါတ်တီတွဲကဖြစ်ရဘယ်နှခုရှိလဲ နှစ်ခုရှိတယ်နှစ်ခုဘာလုပ်ပြရမလဲပေါင်းပြရမယ်အဲ့ဒါလိုချင်တဲ့အဖြေရရမယ်နော်